ရုရှားကဗင်နီဇွဲလားကိုအမေရိကန်စစ်သင်္ဘောအုပ်စုရာမှကာကွယ်ပေးနေကမ္ဘာလုံးဆိုင်ရာတင်းမာမှုတွေဟာဥရောပဒါမှမဟုတ်အာရှမှာပဲမကန့်တတော့ပါဘူးအခုဆိုရင်လက်တင်အမေရိကအထိပါပြန့်နှံ့လာပါပြီအမေရိကန်ပြည်ထောင်စုကကာရီဘီယံပင်လယ်ကိုစစ်သည်မော်တွေဆေးလွှတ်လိုက်ပါပြီတချိန်တည်းမှာပဲရုရှားသမ္မတဗလာဒီမာပူတင်ကဒေါ်နယ်ထရန့်ကိုပြင်းပြင်းထန်ထန်တရီပေးခဲ့ပြီ ဗင်နီဇွဲလားကိုရှောင်ရှားဖို့ပြောကြားခဲ့ပါတယ်။သူရဲ့ဇကားရိဟာအပြောတတ်တတ်မဟုတ်ပါဘူး။ရုရှားဟာသူ့ရဲ့မဟာမိတ်ဖြစ်တဲ့တမ်မရာနီကိုလတ်မာရူရိုကိုကာဝယ်ဖို့အတွက်ပြင်းထန်တဲ့လုပ်ရက်တွေလှုပ်ဆောင်ဖို့အသင့်ရှိနေပုံရပါတယ်။ရုရှားကသူ့ရဲ့ထောက်ပံ့မှုဟာတန်တမာရေးအရသာမကပဲစေးရေးအရာပါဖြစ်တယ်လို့အလေးထားပြောကြားခဲ့ပါတယ်။မကြသေးမီသတင်းပတ်တွေအတွင်ရုရှားကဗင်နီဇွဲလားကိုအစစ်မြင့်လေးချောင်းကာကွယ်စနစ်တွေကိုစေလွှတ်ခဲ့ပါရင်ရုရှားဒူမာကာကွယ်ကော်မတီဒုတိယဥက္ကဋ္ဌအလက်ဇီဆူရာဖလတ်စ်ကဒီအချက်ကိုအတည်ပြုခဲ့ပါရင် သူပြောတာကပစ္စည်းပို့ဆောင်ရမှာ276လေယာဉ်ကိုအသုံးပြုခဲ့ပြီး S1 radar နဲ့ M2E radar တွေပါဝင်တယ်လို့ဆိုပါတယ်။ဒီစနစ်တွေက Venezuela ရဲ့ကာကွယ်ရေးကိုအများကြီးပိုပြီးခိုင်မာစေပါတယ်။သူတို့က Venezuela မှာအရင်ကတည်းကရှိနေတဲ့ S300 VM စနစ်ကိုအထောက်အကူပြုပါတယ်။ဒီလောက်ရဟာရှင်းလင်းတဲ့မဟာဗျူဟာမျိုးအချက်ပြမှုဖြစ်ပါတယ်။ Robert Langsing Institute ကခွဲခြားစိတ်ဖြာသူတွေက Venezuela ကိုရုရှားစနစ်တွေရောက်လာတာဟာဒေတာတွေအင်အားချိန်ဝင်ရှာကိုပြောင်းလဲစေတယ်လို့ပြောပါတယ်။ ပုံမအကောင်တဲ့လေချောင်းကာကွယ်ရေးတွေရှိလာတာတဲ့အမျှဗင်နီဇွဲလားမျိုးတော်ကာရပ်ကအပေါ်အမေရိကန်ရဲ့ဖိအားပေးမှုတွေပိုခက်ခဲလာပါတယ်။ကာရပီယာမှာရှိတဲ့အမေရိကန်ရဲ့ချိန်ချောက်မှုကပိုပြီးစစ်မှန်လာပါတယ်။တမ်ဘရာ မာရူရိုကသူတို့မှရုရှားလို့ Eagle X လေယာဉ်ပစ်ဒုံးကျည်9000ဝန်းကျင်ရှိတယ်လို့ပြောခဲ့ပါတယ်။ဒီလေယာဉ်တွေဟာကန်ယိုဒန်နာကအမေရိကန်စီးရီးတီရှိမှုကိုဗင်နီဇွဲလားကစန့်ကျင်တွန်းလှန်ဖို့အသိရှိနေကြကိုပြသနေတယ်လို့သူကဆိုပါတယ်။ ဗင်နီဇွဲလားရဲ့ရုရှားနဲ့ပူးပေါင်းဆောင်ရွက်မှုဟာလေကြောင်းကာကွယ်ရေးနယ်တွေမပြီးပါဘူး။မှတ်တမ်းတွေအရမာဒူရိုကရုရှားကိုပို့ပြီးတော့ရေဒါတွေလေယာဉ်အစိပ်ပိုင်းတွေနဲ့ဒုံးကျည်စနစ်တွေတောင်းဆိုခဲ့ပါတယ်။သူက Oracle နဲ့ Cleaver ဒုံးကျည်စနစ်လိုမျိုးစနစ်တွေကိုတောင်းဆိုခဲ့တာပါ။မော်စကိုကလည်းဝင်လေနေပုံမရပါဘူး။ဆူရာဖတ်ကရုရှားအနေနဲ့ဗင်နီဇွဲလားကိုမျိုးဆက်တဲ့ဒုံးကျည်တွေပို့ဆောင်တာကိုတားဆီးထားတဲ့နိုင်ငံတကာဥပဒေတွေမရှိဘူးလို့ပြောဆိုခဲ့ပါတယ်။ Oricam ဆိုတဲ့နာမည်ဟာဖြစ်နိုင်ရည်ရှိတဲ့စနစ်တစ်ခုအဖြစ်ပေါ်ထွက်လာခဲ့ပါတယ်။ Oricam ဟာအကွာဝေးအရန်ကိုဝေးပြီးကင်တွဲရလွယ်ကူတဲ့စွဲဟင်မြင်ပါတဲ့ဒုံးကျည်လို့ဆိုပါတယ်။ရုရှားရဲ့ထောက်ပံ့မှုမှာတိုက်ရိုက်စီးရေးလေးချင်းမှုတွေကလည်းပါဝင်ပါတယ်။မကြသေးမီကဗင်နီဇွဲလားဟာစစ်သား2500ကျော်ကို La Orchila ကျွန်းကိုစေလွှတ်ခဲ့ပါတယ်။ရုရှားလုံး SU-30 တိုက်လေယာဉ်တွေကိုပါစေလွှတ်ခဲ့ပြီးစေလေးချင်းမှုတွေပြုလုပ်ခဲ့တာပါ။ဒါကဝါရှင်တန်ကိုပြင်းထန်တဲ့သတင်းစကားပေးပို့လိုက်တာပါ။အမေရိကန်ပြည်ထောင်စုကလည်းချက်ချင်းပဲတုံ့ပြန်ခဲ့ပါရယ်။ ိုဝင်ဘာလ9ရက်နေ့မှာပင်ဒဂွန်ကလည်း minimum 3ပဲထိန်ဒုံးကျည်ကိုစမ်းသပ်ခဲ့ပါတယ်။ဒီဒုံးကျည်ဟာသူ့ရဲ့ကြီးမားတဲ့ဖြက်စီးနိုင်စွာနဲ့အရန်ကိုဝေးတဲ့အကွာအဝေးကြောင့်နာမည်ကြီးပါတယ်။တုံ့ပြန်တဲ့အနေနဲ့ပူတင်ကရုရှားစစ်တပ်ကိုနျူကလ িয়ার စမ်းသပ်မှုတွေပြန်လည်စတင်ဖို့ပြင်ဆင်ထားဖို့အမိန့်ပေးခဲ့ပါတယ်။နျူကလ িয়ার စမ်းသပ်မှုကိုလွန်ခဲ့တဲ့နှစ်30ကနိုင်ငံတကာစာချုပ်နဲ့ပိတ်ပင်ထားခဲ့တာပါ။တစ်ချိန်တည်းမှာပဲရုရှားနဲ့နေတိုတို့ကြားတင်းမမှုတွေကလည်းမြင့်တက်လာပါတယ်။ရုရှားနိုင်ငံသားရဲ့ဝန်ကြီးဆာဂေးလာဖရော့ကတုံ့လုံးစရာစကားတစ်ခုပြောခဲ့ပါတယ်။နေတိုဟာရုရှားနဲ့တကယ်တမ်းအဖြစ်စစ်ဖြစ်နေပြီလို့သူကဆိုတာပါ။ ကမ္ဘာကြီးတင်းမာလာမှုတွေကလည်းမြင့်တက်လာခဲ့ပါတယ်။အကြီးဆုံးနျူကလ িয়ার အင်အားကြီးနိုင်ငံကချိန်ချမှုတွေပြသတဲ့အခါအန်ဒီယေကဂုံတိတ်ခါတသက်မဟုတ်ပဲလူသားမျိုးနွယ်ရဲ့အနာဂတ်ပါ။ဒါပေမဲ့လည်းအမေရိကရဲ့တကယ့်အန်ဒီယေကနျူကလ িয়ার စမ်းသပ်မှုတွေတသက်မဟုတ်ပါဘူး။တကယ့်အန်ဒီယေကရုရှားနဲ့မဟာမိတ်တွေကိုစီးရီးအရာထောက်ပံ့မှုပါ။နိုဝင်ဘာလ6ရက်နေ့မှာအစ္စရေးကတောင်ပိုင်းလက်ဘရွန်ကိုလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။ပြင်ပကဟစ်ဘိုလာရဲ့နေရာတွေပါ။ဒါအပြစ်ခတ်ရဲစေးရှိနေတော့မှဖြစ်ပွားခဲ့တာပါ။ ီပဋိပက္ခရဲ့နောက်ွယ်မှာရုရှားရဲ့လွှမ်းမိုးမှုကလည်းရှိနေပါသေးရုရှားကဟစ်ပိုလာကိုတိုက်ရိုက်လက်နက်မပူပါဘူးဒါပေမဲ့လည်းရုရှားကအီရန်ကိုပြင်းပြင်းထန်ထန်ထောက်ခံခဲ့ပါသေးအီရန်ဟာဟစ်ပိုလာရဲ့လက်နက်အဓိကထောက်ပံ့ပေးသူဖြစ်ပါသေးလွန်ခဲ့တဲ့စနေအတွင်းရုရှားဟာအနောက်နိုင်ငံရဲ့ပိတ်ဆို့မှုတွေကြောင့်အီရန်ကိုရက်တီဖို့ကူညီပေးခဲ့ပါသေးရုရှားကအီရန်ကိုအစင်းမြေလက်နက်တွေထောက်ပံ့ပေးခဲ့ပါသေးအဲ့ဒီထဲမှာလေကြောင်းကာကွယ်ရေးစနစ်တွေတိုက်လေရင်တွေနဲ့တာလက်ဒုံးကျည်တွေတော့ပါပါသေး မကြသေးမီကစစ်နေရကြစစ်ပွဲအပြီးအီရန်ရဲ့လက်နက်တိုးလာမှုတွေနှေးပါပါခဲ့ပါတယ်။ရုရှားဟာအီရန်ရဲ့လက်နက်တွေကိုလျင်မြန်စွာပြန်လည်ဖြည့်ဆည်းပေးခဲ့တဲ့နိုင်ငံမှာနိုဝင်ဘာလ၂ရက်နေ့မှာကမ္ဘာအကြီးဆုံးကုန်တင်လေတွေကတစ်ခုဖြစ်တဲ့ Antonov 124ဟာတာရန်မှာလျှော့ဆင်းတက်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။ခွဲကြမ်းစိတ်ဖြာသူတွေကဒါဟာ S400 ဒုံးကျည်အစိပ်ပိုင်းတွေ Su-35 တိုက်လေတွေနဲ့ MG29S တိုက်လေတွေကိုပို့ဆောင်နေတာဖြစ်နိုင်တယ်လို့ယုံကြည်ပါတယ်။ ဒါဟာရုရှားနဲ့အီရန်ကြားကလေဝက်သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နိုင်တယ်လို့သူတို့ကယူဆခဲ့ကြပါတယ်။လွန်ခဲ့တဲ့ရက်အနည်းငယ်ကအော်တိုဘားလာနှောင်းပိုင်မှာတည်ယူပို့ဆောင်ရေးလေးနစီလေးထရန်မှာဆင်းသက်ခဲ့ပါတယ်။ဘာတွေတည်တယ်လဲဆိုတာဘယ်သူမှအတိမပြုနိုင်ခဲ့ကြပါဘူး။ဒါပေမဲ့လည်းဒီလိုလေးမျိုးကိုစစ်ဘက်ဆိုင်ရာကုန်ပစ္စည်းတွေအတွက်မကြာခဏအသုံးပြုလို့ရှိပါတယ်။ဒီလိုရက်ကလည်းဝါရှင်တန်ကိုအလွန်အမင်းစိုးရိမ်စေခဲ့ပါတယ်။အီရန်ကရုရှားကိုထောက်ပံ့မှုကိုပိုရလေလေ Hezbollah ကပို့ပြီးရဲရင်လာလေလေပါ။ ဒါကအမေရိကန်အနေနဲ့မော်စကိုနဲ့ချိတ်ဆက်နေတဲ့ချင်းချောက်မှုအသစ်တွေကနေအစ္စရေးကိုကာကွယ်ဖို့ပိုးပြီးခက်ခဲစေပါတယ်။ရုရှားရဲ့လက်နက်ပို့ဆောင်မှုတွေဟာစီးပွားရေးသဘောတူညီချက်တွေတသက်မဟုတ်ပါဘူး။ဒါတွေဟာရုရှားရဲ့ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာရဲ့တစ်စိတ်တစ်ပိုင်းပါ။ဒါဟာမော်စကိုကသူဟာအဓိကအင်အားကြီးနိုင်ငံအဖြစ်ဆက်လက်တည်ရှိနေတဲ့အကြောင်းပြသတဲ့နည်းလမ်းတစ်ခုပါ။အိန္ဒိယ၊ Iran ၊ Syria နဲ့ Algeria တို့ကိုလက်နက်တင်ပို့ခြင်းအပြင်ရုရှားဟာလွှမ်းမိုးမှုကုန်ရက်တစ်ခုကိုတည်ဆောက်နေပါတယ်။ဒီကုန်ရက်က American ပြည်ထောင်စုနဲ့ NATO ရဲ့လွှမ်းမိုးမှုကိုစိန်ခေါ်နေတာပါ။ လက်နက်စရုပ်တိုင်းဟာပတ်စံတတမဟုတ်ပါဘူး။ဒါရေရှိအတွက်စီးရေးပူပေါင်းဆောင်ရွက်မှုကိုဖန်တီးပေးပါရယ်။လေ့ကျင့်ရေးဤပညာနဲ့ကာကွယ်စနစ်တွေရရရှာပေါ်မိခိုးစေပါရယ်။ရောင်းချလိုက်တဲ့တိုက်လေရင်တိုင်းပူဆောင်လိုက်တဲ့ဒုံးကြီးတိုင်းတက်စေထားတဲ့လေကြောင်းကာကွယ်စနစ်တိုင်းဟာပထဝီနိုင်ငံရဲ့ရည်နှီးမြှုပ်နှံမှုဖြစ်ပါရယ်။ဒါဟာရုရှားရဲ့တကဘာလုံးဆိုင်ရာရက်တီချက်ကိုခိုင်မာစေပါရယ်။ကဘာကြီးဟာအခုဆိုရင်အင်အားကြီးနိုင်ငံများစွာပါဝင်တဲ့စနစ်တစ်ခုကိုရွေးရှားနေပါရယ်။အင်အားကိုတနိုင်ငံတွေကထိန်းချုပ်ထားတာမဟုတ်တော့ဘဲ ပြိုင်ဘက်အင်အားကြီးနိုင်ငံအများပြားကြားမှာခွဲဝေထားတာပါအမေရိကန်နဲ့ဗင်နီဇွဲလာကြားကတင်းမာမှုတွေကလည်းပြန်လည်မြင့်တက်လာနေပါတယ်အမေရိကန်ပြည်ထောင်စုကမူရီဆေးဝါးကွန်ရက်တွေကိုတိုက်ဖြတ်ဖို့ဆိုပြီးဗင်နီဇွဲလာမှာတည်စီနိုင်တဲ့စီးရေးလုပ်ရက်တွေကိုလှုံ့ဆော်နေပါတယ်ဒါပေမဲ့အထူးကပြဿနာတစ်ခုရှိပါတယ်အမေရိကန်ဥပဒေအရမူရီဆေးဝါးမှောက်ခိုးကူတာဟာတည်ထံပေးခွင့်ရှိတဲ့ပြစ်မှုမဟုတ်ပါဘူးဒါကြောင့်ဒါကဥပဒေကြောင့်တသက်မဟုတ်ပဲအင်အားနဲ့ထိန်းချုပ်မှုအကြောင်းဖြစ်ပါတယ်ရုရှားကလည်းပြင်းပြထန်ထန်တုံ့ပြန်ခဲ့ပါတယ် မော်စကိုကဗင်နီဇွဲလာရဲ့သူ့ရဲ့အမျိုးသားအချုပ်အခြာအာဏာကိုအပြေးအဝါထောက်ခံကြောင်းပြောကြားခဲ့ပါတယ်။ဒီထောက်ခံမှုမှာလန်ဒန်ရဲ့စစ်ရေးပစ္စည်းတွေပါဝင်ပါတယ်။နိုဝင်ဘာလအစောပိုင်းမှာရုရှားဥပဒေပြုအမတ်တအူးကရုရှားဟာ Panzer S1 နဲ့ Buk M2E လေကြောင်းကာကွယ်စနစ်တွေကိုဗင်နီဇွဲလာကိုပို့ဆောင်ခဲ့တယ်လို့ပြောခဲ့ပါတယ်။ဒီပစ္စည်းပို့ဆောင်မှုတွေကို276စစ်ဘက်လေယာဉ်ကိုအသုံးပြုခဲ့တာဖြစ်ပြီးဒီလိုအမျိုးအစားဟာရုရှားကဆီးရီးယားနဲ့ဆူဒန်လိုနေရာတွေကိုလက်နက်တွေပို့ဆောင်ဖို့အသုံးပြုခဲ့တဲ့ လင်းအမျိုးအစားနဲ့အမျိုးအစားအတူတူပါ။ဒါပေမဲ့လည်းဒီထောက်ပံ့မှုတွေရဲ့နောက်ွယ်မှာပိုပြီးကြီးမားတဲ့အရာတခုရှိပါတယ်။ရုရှားနဲ့ဗင်နီဇွဲလားတို့ဟာအပြန်အလှန်စီးရဲအကူအညီစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြပါတယ်။ဒီစာချုပ်မှာအကွာအဝေးရှိပြစ်ခတ်နိုင်တဲ့လက်နက်တွေပါဝင်ပါတယ်။အသေးစိတ်အချက်လက်တွေကိုတော့လျှို့ဝှက်ထားစေပါ။ဒါပေမဲ့ရုရှားကသူ့ရဲ့ဒုံးကျည်အသစ်တွေကတခုကိုပို့လိုက်ပြီးလို့ခွဲခြမ်းစိတ်ပြသူတို့ချို့ကထင်ခဲ့ကြပါတယ်။ ဒီတုံးကြီးကိုခင့်မိတဲ့ကာကွယ်ရေးစနစ်တွေနဲ့ဖမ်းဆီးတိုက်ခိုက်ဖို့မဖြစ်နိုင်ဘူးလို့ဆိုပါရယ်။အမေရိကန်ပြည်ထောင်စုအတွက်ဒါဟာပြင်းထန်တဲ့သတိပေးချက်တစ်ခုပါ။စေရေးခေနောက်ပိုင်းမှာပထမဆုံးအကြိမ်ဖြစ်ရုရှားဟာအမေရိကန်ရဲ့ကိုပိုင်ဒေသမှာစေရေးအရာလွှမ်းမိုးမှုကိုတည်ဆောက်နေတာပါ။ရုရှားဟာယူကရိန်းမှာသူ့ကိုယ်သူကာကွယ်နေုံသာမကပါဘူး။ကမ္ဘာတော်မှာရှိတဲ့သူ့ရဲ့မဟာမိတ်တွေကိုပါအားဖြည့်နေပါရယ်။ဒီမဟာမိတ်တွေဟာအခုဆိုရင်အစိမ်းမြေလက်နက်တွေနဲ့စီးရေးမိဖက်အသစ်တွေရရှိနေပါရင်ထာရန်ကနေခါရာကပ်အထိဒါမတ်စကပ်ကနေအယ်ဂျီယာအထိ ရုရှားလက်နက်တွေပြန့်နှံ့နေပါပြီ။ဒါအနောက်ကမ္ဘာကိုစိန်ခေါ်နေတဲ့လွှမ်းမိုးမှုကုန်ရက်တစ်ခုကိုဖွဲ့စည်းထားတာပါ။အမေရိကန်နဲ့နေတိုတို့ကဥရောပမှာရုရှားကိုရပ်တန့်ဖို့အာရုံစိုက်နေတဲ့အချိန်မှာရုရှားကသူ့ရဲ့လုံဆောင်ချက်တွေကိုတကမ္ဘာလုံးကိုချဲ့တွင်နေပါတယ်။သူ့ရဲ့မဟာမိတ်တွေကိုလည်းပို့ပြီးအားကောင်းလာအကူအညီပေးနေပါတယ်။တရုတ်နိုင်ငံကလည်းဗင်နီဇွဲလားကိုအကူအညီတွေပို့ခဲ့ပါတယ်။လွန်ခဲ့တဲ့2020အတွင်းတရုတ်နဲ့ဗင်နီဇွဲလားကြားကဆက်ဆံရေးဟာရိုးရှင်းတဲ့တန်မှန်ရေးရနေရေရှည်မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုအဖြစ်ကြီးထွားလာခဲ့တာပါ။ဒီပူးပေါင်းဆောင်ရွက်မှုမှာနိုင်ငံရေးစီးပွားရေးနဲ့ ကာကွယ်ရေးတွေပါဝင်ပါတယ်2023ခုနှစ်စက်တင်ဘာလမှာသမ္မတနီကိုလတ်မာရူရိုကဘေကျင်းကိုတွားရောက်ပြီးတဲ့နောက်နှစ်နိုင်ငံဟာသဘောတူညီချက်တွေအများအပြားကိုလက်မှတ်ရေးထိုးခဲ့ပါတယ်အဲ့ဒီသဘောတူညီချက်တွေကဗင်နီဇွဲလာရဲ့အချုပ်ချအာဏာကိုတရုတ်ကထောက်ခံချောင်ပြသနေတာပါဗင်နီဇွဲလာကလည်းတရုတ်ရဲ့စီမံကိန်းတွေကိုထောက်ခံမယ်လို့ကတိပြုခဲ့ပါတယ်သူတို့ရဲ့တန်တမာရေးဆက်ဆက်ရေးနှစ်90ပြည့်နှစ်ပတ်လည်နေ့မှာတမ္ပရာရှိချင်းမင်းနဲ့တမ္ပရာမာရူရိုကဂုံပြူလွာတွေဖက်လှယ်ခဲ့ကြပါတယ်ဒါအပူပေါင်းဆောင်ရွက်မှုရဲ့အခန်းအသစ်တစ်ခုကိုအမှတ်အသားပြုတယ်လို့သူတို့ကပြောခဲ့ကြတာပါ တရုတ်ကလူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးခဲ့ပါတယ်။ဗင်နီဇွဲလားကိုဆက်သွယ်ရေးနဲ့တရှိုးနှိမ့်နေဤပညာတွေတိစားဖို့လည်းကူညီပေးခဲ့ပါတယ်။မာရူရိုကတမ်ပရာရှိချင်းပဲပေးတဲ့ Huawei ဖုန်းကိုအသုံးပြုတာကြောင့်သူတို့ကြားဖြတ်နားထောင်လို့မရဘူးလို့ထောင်ပြောခဲ့ပါတယ်။ American ရဲ့ PR နဲ့ပိတ်ဆို့မှုတွေအောက်မှာဒီလောက်ရဟာအနောက်တိုင်းထောက်လန်းရေးကိုခုခံတွန်းလှန်ခြင်းရဲ့တင်ဂီတာဖြစ်လာခဲ့ပါတယ်။တရုတ်ကအတွင်းမဝင်ရောက်တဲ့မူဝါဒကိုဆက်လက်ထိန်းသိမ်းထားပါတယ်။ဗင်နီဇွဲလားမှာရှိတဲ့နိုင်ငံရေးအုပ်စုအလုံးနဲ့ဆက်ဆံရေးကိုထိန်းထားပြီး ပြည်တွင်းပြည်ပခါတွေမှာဝင်ရောက်ဆက်ဖက်ခြင်းမရှိပါဘူး။ဗင်နီဇွဲလားကလည်းတရုတ်ကနေဝယ်ယူထားတဲ့အစစ်မြေတန်းချက်ကရင်းတွင်နဲ့သူ့ရဲ့ကုန်းတက်တွေကိုအားဖြည့်ခဲ့ပါရယ်။ဒီပူပေါင်းဆောင်ရွက်မှုဟာ2024ခုနှစ်မှာတရုတ်ကာကွယ်ကုမ္ပဏီကြီးဖြစ်တဲ့ Norinco နဲ့ဒေါ်လာတန်း900တန်းစာချုပ်ချုပ်ပြီးစတင်ခဲ့တာပါ။ဗင်နီဇွဲလားက VN18, VN16, VN1 နဲ့ Lanx 828တန်းချက်ကရင်းတွေအပြင် SR5 ဒုံးကျည်ပစ် လောင်းချတွေနဲ့ 81မီလီမီတာကနေ120မီလီမီတာအထိမော်တော်သေးယာဉ်တွေကိုလက်ခံရရှိခဲ့ပါတယ်။ VN18 က ZBD05 ပုံစံနဲ့ဆင်သက်လာတာပါ။ဒါအမြန်နှုံးမြင့်ကုန်းရည်နှစ်သွဲခြေလင်းတိုက်ခိုက်ယာဉ်ဖြစ်ပါတယ်။ကောမမမြင်းကောင်ရည်အား960အင်ဂျင်နဲ့ရေပေါ်မှာမြင်းကောင်ရည်အား1580အင်ဂျင်ပါဝင်ပါတယ်။ရေပေါ်မှာတနအိုင်ကို25ကီလိုမီတာနှုန်းနဲ့သွာလာနိုင်တာကြောင့်ကမ္ဘာအမြန်ဆုံးကုန်းရည်နှစ်သွဲယာဉ်တွေကတစ်ခုဖြစ်ပါတယ်။ 30မီလီမီတာအမြောက်တလက်9.62မီလီမီတာစတနတ်တလက်နဲ့5မီတာအကွာအဝေးရှိတဲ့ J730C တင့်ဖြတ်ဒုံးကြီးတွေပါဝင်ပါတယ်။ VN System က CDD05 ကနေဆင်းသက်လာတဲ့ကုန်းရည်နှစ်သွဲတင်ကဖြစ်ပါတယ်။ဒါ105မီလီမီတာအမြောက်ပါဝင်ပြီး APFDX G တွေ HG ဒါမုတ် Russia 9M117 တွေကိုအခြေခံထားတဲ့တရုတ်လေဆာထိန်းချုပ်ဒုံးကြီးတွေကိုလည်းပြည့်လွန်နိုင်ပါတယ်။ ဒါအပြေးဝတည်ငြိမ်မှုရှိပြီးကုန်းပေါ်ဒါမဟုတ်ရေပေါ်ရွေရှားနေစင်မှာတော့တိကျစွာပြစ်ခတ်နိုင်စေပါတယ်ဒီလိုနီးပညာမျိုးကအရင်ကအနောက်တိုင်းရင်းတွေမှာသာရှိခဲ့တာပါဖင်နီဇွဲလာဟာ2012ခုနှစ်ကနေ2018ခုနှစ်အတွင်း VN1825 စီကံနဲ့ VN1625 စီကံလက်ခံရရှိခဲ့ပါတယ်ဒီရင်တွေကိုဗင်နီဇွဲလားရေတပ်ခြေလင်းတပ်ဖွဲ့တွေကအသုံးပြုနေပါတယ်။2018ခုနှစ်ဇူလိုင်လ9ရက်နေ့စစ်ရေးပြပွဲအတွင်း VN18 နဲ့ VN16 တို့ကကာရာကတ်စ်မှာပထမဆုံးအကြိမ်ပေါ်လာခဲ့ပါတယ်။ Lanks ဟာ တနအီကို45ကီလိုမီတာနှုန်းနဲ့600နဲ့900ကီလိုဂရမ်အလေးချိန်တည်ဆောင်နိုင်တဲ့ကုန်းရည်နှစ်သွဲရှင်ဖြစ်ပါတယ်။ဒါကိုအထုတပ်ဖွဲ့တွေကအသုံးပြုပါတယ်။တရုတ်ဗင်နီဇွဲလာစီးရေးဆက်ဆံရေးဟာ2020ပြည်နှစ်မှာအဆင့်အထစ်တစ်ခုကိုရောက်ရှိခဲ့ပါတယ်။တရုတ်ကဗင်နီဇွဲလာရေအတွက်ကိုအားပြဖို့အတွက် CAD2A တင်မော့ဖြတ်ဒုံးကြီးတွေကိုပို့ဆောင်ခဲ့ပါတယ်။ဒီဒုံးကြီးတွေဟာ 1G83 ရဲ့တင်ပို့မှုပုံစံဖြစ်ပါတယ်။ဒါအတန်အောက်မြန်နှုန်းနဲ့ပြန်တမ်းပြီး180ရာနဲ့200ကီလိုမီတာအကွာအဝေးရှိပါတယ်။ 165 kg အလေးချိန်ရှိတဲ့ထိပ်ဖူးတွေပါဝင်ပါတယ် CA02A မှာ American ရဲ့ AGM84 Hardphone နဲ့ဆင်တူတဲ့တက်ကြွစွာလှုပ်ရှားနိုင်တဲ့ Radar စနစ်တွေလည်းပါဝင်ပါတယ်။ဒါက Caribbean မှာရှိတဲ့စစ်သည်မော့အတွက်ပြင်းထန်တဲ့ချိန်ချမှုတွေကိုဖြစ်စေပါတယ်။ Samsung ရဲ့စီရင်ကန်စာရ Venezuela ဟာ CA02A ဒုံးကြီး6လုံးကနေ7လုံးအထိလက်ခံရရှိခဲ့ပါတယ်။သူတို့ကို Spain လောက်ကင်းလဲလေတွေမှာတပ်ဆင်ခဲ့တာပါ။ဒေါ်လာ2.9တန်ဒီစီမံကိန်းကိုလွှဲဝထားခဲ့ပြီး နောက်ပိုင်းမှာဗင်နီဇွဲလာရဲ့ဝါဒဖြန့်ဗီဒီယိုတစ်ခုမှာဖော်ပြခဲ့ပါတယ်။ဗီဒီယိုထဲမှာစံတမ်းမှုပုံရိပ်တွေကထိုင်းရေတပ်ကနေလာတာဖြစ်ပေမဲ့ဂျိုဒူပုံရိပ်တွေနဲ့ပွင်လင်းအချက်လက်တွေကပူအာတိုကာဘလိုအခြေစိုက်စခန်းမှာဒုံးကျည်ပြလောင်ချတွေရှိနေတယ်ဆိုတာကိုပြသခဲ့ပါတယ်။ဗျူအာရပြောရမယ်ဆိုရင်ဒီဒုံးကျည်တွေဟာကာကွယ်ရေးထပ်ပို့ပါတယ်။ဒါဟာအမေရိကန်ရေတပ်အင်အားကိုဗင်နီဇွဲလာကစန့်ကျင်တွန်းလှန်ခြင်းရဲ့တင်ကြတာဖြစ်စေပါတယ်။စီးပွားရေးအားနည်းနေတဲ့ခြားကတရုတ်လက်နက်တွေနဲ့အမေရိကန်ကိုချိန်ချောက်နိုင်ခဲ့တယ်ဆိုတဲ့အကြောင်းကို ဘာသာပြန်အနေနဲ့တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ။